အားလုံးမင်္ဂလာပါနော်ကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းအားလုံး BND ရေကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်စိတ်แท้လေးလည်းစိတ်တွေလည်းမကောင်းပါဘူးမနေ့ကတော့ကနော်မနေ့ကနဲ့ဒီနေ့အဲစိတ်မကောင်းစရာမြင်ကွင်းနေတည်င်းနေကြားနေမြင်နေရတာအားလုံးလည်းကျွန်တော်တို့အမျိုးတို့လည်းတည်ပြီးသားဖြစ်မှာပါအမျိုးတို့လည်းတည်ပြီးသားမြင်ပြီးသားဖြစ်မှာပါအဲတော့အခုတချို့ဆိုလို့ရှိရင်လည်းအသက်ရှင်ယုံလေးပေါ့နော် အထဲထဲမှာလက်ကလေးပြနေတာအတန်ကလေးပေးနေတာဒီလောက်ပဲရှိပါတယ်သူတို့တွေဘယ်လောက်များကြောက်ကြလိမ့်မလဲဒါရှင်နေတဲ့လူတွေသေနေတဲ့လူတွေဆိုတာကတော့ပြောစရာမရှိတော့ပါဘူးเนาะသူတို့ဘဝကြီးတစ်ခုလုံးလူဘဝနဲ့ထောက်ခွာသွားရတယ်ရှင်နေခင်ကြီးอ่ะကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်လေဟိုပြောစရာတွေအများကြီးပဲเนาะမမြင်ဘူးတဲ့ကဘာကြီးကိုရွာကြီးလိုထင်ပြီးတော့ဟလာမမြင်ဘူးဒါတွေမြင်ရတယ်မကြားတာတွေမကြားတာတွေကြားရတယ်နော်ရင်တော့မသိတာကြီးအကုန်လုံးသိရမြင်ရတယ်တခြားတွေးကြည့်မယ်ဆိုလည်းပြောစရာကောင်းပါနဲ့နော်လူဘဝဟာလေအဲ့တော့ တိုးတက်တဲ့ခကြီးမှလူလာဖြစ်ပြီးတော့ရုတ်တရက်ကြီးသေဆုံးသွားတယ်ဟလာမတော်တဆအမတန်ဆိုးရွားတဲ့ကံနဲ့ကံကြောင့်သေချာရတယ်ဆိုတော့တနာလေတနာဖို့ကောင်းပါတယ်။ဒါကြီးကတော့ဟိုနည်းနည်းထည့်ပြီးပြောရတဲ့ဘောပါ။ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုကျွန်တော်တို့အခုသေချာပျက်စီးကြတဲ့အတိုင်းမှလည်းပါတယ်မြန်မာနိုင်ငံလည်းဖြစ်တဲ့အတိုင်းလည်းပါတယ်ဗောနော်အဲ့မှာသေချာပျက်စီးမှုတွေအများဆုံးကတော့ကျွန်တော်ထင်ပါတယ်မြန်မာနိုင်ငံသားတွေပုံများပါတယ်မြန်မာနိုင်ငံမှာလည်းကြည့်လိုက်နော်ရှေးတုန်းက ရင်ကျိမှုအမွေနှစ်တွေရောဒါရတထားလိုက်အောင်တတ်မယ်ပစ္စည်းတွေနော်တက်ရှိတွေဆိုရင်လည်းအခုလက်ရှိသေးကြတာတအားပဲဆုံရှုံမှုတွေနော်အများကြီးပဲအမတန်အစင်မကောင်းစရာညင်ကွင်းတွေကြားရတဲ့တရင်တွေပဲအဲ့တော့ကျွန်တော်မြန်မာနိုင်ငံတစ်ချက်သတိထားရမှာကနော်ဗုဒ္ဓဘာသာဖြစ်တဲ့ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာလူမျိုးတွေပေါ့ကျွန်တော်ပြောချင်တာသူများနိုင်ငံတော့မပြောဘူးသူများဘာသာတော့ကျွန်တော်မပြောဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကဖခင်အဆုံးအမကို ခံယူနေတဲ့နားထောင်နေတဲ့ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်လို့ဗုဒ္ဓဘာသာနိုင်ငံသားတွေဖြစ်လို့နော်ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်လို့ဗုဒ္ဓဘာသာခံယူထားတဲ့နိုင်ငံသားဖြစ်လို့ကျွန်တော်ဒီစကားကိုပြောတာယင်းနေ့လူတွေဟာတော်တော်လေးဟိုမှကြောက်စရာကောင်းတဲ့အဆင့်ဖြစ်သွားပြီတော်တော်ကြောက်စရာကောင်းတယ်ကျွန်တော်သိသလောက်ကျွန်တော်ရဲ့ဘဝသူတာရှိသလောက်ပြောရမှာဆိုရင်ရှေ့ဘရင်နေမင်းနေအဆက်ဆက်ကနေပြီးတော့နေလာခဲ့တာယင်းနေ့ခက်လောက်နော်ဆူဆူရွာရွာကြမ်းကြမ်းတန်းတန်းဖြစ်တဲ့ ချိန်မျိုးခင်မျိုးမတွေ့ဘူးသေးဘူးမကြဘူးသေးဘူးเนาะအားကြောင့်လဲဆိုတော့ဒီနေ့ကြည့်လိုက်မိဘဆရာသမားเนาะယဟန်တန်ကအကုန်လုံးကိုတတ်နေဖြတ်နေတဲ့ခကြီးเนาะငါနဲ့မတူငါရန်သူဆိုတဲ့စကားလိုပဲเนาะတတ်တယ်ဖြတ်တယ်ယဟန်တန်ကလည်းဆိုလဲယာချီပြီးတော့အသက်ခံရတယ်ဒီနေ့ခကြီးမှာတခါမှမကြတော့မကြဘူးဒီဒီ ခုဒီလိုမျိုးတက်ဖြတ်တာမျိုးပေါ့နော်။ဒါဘလူတွေတက်နေတယ်ဘသူတွေတက်နေတယ်လို့ကျွန်တော်ခေါင်းစဉ်တက်ပြီးမပြောဘူး။အေးအနာရှိရင်တော့စားကြရင်တော့စားနဲ့ထိရင်တော့စက်မှာပဲနာမှာပဲ။ဒါကတော့ကိုလှုပ်ထားတဲ့လူကိုပဲတည်မယ်နော်။ဘသူလှုပ်တယ်ဘသူတက်တယ်လို့တက်တဲ့သူကိုပဲပြောတယ်လှုပ်တဲ့လူကိုပဲပြောတာ။ဟုတ်ပြီလား။အဲ့တော့ကျွန်တော်တို့ခုအခုတို့ပြောနေတဲ့စစ်ကောင်စီစစ်ကောင်စီပြောဟုတ်တယ်စစ်ကောင်စီစစ်ကောင်စီလက်ထက်မှာအခုဒီလိုမျိုးလှုပ်ရက်တွေဟလာဘာဘာလှုပ်ရက်လဲကျွန်တော်ပြောပြမယ်အရင်တော့ဆိုရင်ရဟန်းတော်ကြီးတွေ နော်တကယ်ဆရာတော်ကြီးတွေရဲ့ဗဇက်တွေမျက်နှာတော်တွေနော်အဲ့တော့မိမတွေတုံးနေအတုံးဆောင်ပစ္စည်းတွေနဲ့ဗဇက်တွေပိတ်တာရှိတယ်တပိတ်တော်တွေကိုတပိတ်တဲကိုမစင်နေထည့်ပြီးတော့အဲ့လို live ပေါ်မှာတင်တာတွေရှိတယ်နော်အဲ့ဒီလိုမျိုးတွေစော်ကားတယ်ဖယားပေါ်ဦးဖနဲ့နဲ့ဖရားရဲ့ခေါင်းတော်ပခုံးတော်တွေကိုဖနဲ့နဲ့နင်းလို့နင်းအမျိုးမျိုးဘာသာကိုလွတ်လွတ်လပ်လပ်ဗုဒ္ဓဘာသာကိုစော်ကားတဲ့အချိန်တခုကျွန်တော်တို့ကြော်လွန်ခဲ့ရတယ်။ယနေ့ဟာသူတို့ပြောတဲ့စစ်ကောင်စီလက်ထက်မှာပဲနည်းနည်းအဲ့ဒါတွေ ပပျောက်တယ်နော်နည်းနည်းပပျောက်လာတွေ့ရတယ်ဘာသာရေးနဲ့ပြောမယ်ဆိုရင်တော့တော်တော်လေးကမှစော်ကားတာတော်တော်လေးကနော်ယဟန်းနေဆိုရင်လည်းမထင်မထင်သလိုတတ်တယ်ဖျားကိုဆိုလည်းဖျားလို့မတတ်မှတ်လို့လားသူတို့ဒီလိုလောက်တာဗောလုတ်ရဲတာဗောနော်ဘာသာချားတွေဟဲ့လားဘာသာချားတွေလောက်တာဆိုတော့ကျွန်တော်မပြောသေးဘူးသူတို့တွေကသူတို့ဘာသာမဟုတ်လို့သူတို့ဖျားမဟုတ်လို့မလောက်လောက်တာကိုကျွန်တော်မပြောသေး ကိုဗုဒ္ဓဘာသာမြန်မာလူမျိုးကနေပြန်ပြီးတော့ကိုယဟန်တန်ဃာတွေကိုတတ်တယ်။နော်ဖရားတွေဆရာတော်ကြီးတွေကိုစော်ကားတယ်ဆိုတာအမတန်မှစိတ်မကောင်းစရာဝမ်းနည်းစရာအမတန်ကောင်းပါလေ။နော်တေချာသတိထားကြည့်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကအခုဆိုလို့ရှိရင်ဘလို့ဖြစ်နေလဲဆိုရင်နော်ကကြီး၃ပါးတဲ့ရန်သူမျိုး၅ပါးတဲ့နော်။ဒါကြားဘူးမှာပါကျွန်တော်မြန်မာနဲ့ဟိုမြန်မာလူမျိုးအများစုကကြားဘူးလောက်ပါတယ်ဒီစကားကိုနော်။အဲ့တော့ဟိုဂုံတော်၉ပါးဆိုတာလည်းမသိဘူး။တဏ္ဍာရုံ၃ပါးဆိုတာလည်းမသိတဲ့လူတွေတော့ နော်မေးလိုက်လို့လိုင်းပေါ်မှာတွေ့ပါတယ်ဒီလိုလူမျိုးကြီးလည်းရှိပါတယ်ဒါပေမဲ့အများစုကသိမယ်လို့ထင်ပါတယ်နော်ကကြီး၃ပါးနော်ရေမီမင်းခိုးသူမချစ်မနစ်တော့သူတဲ့နော်ဒါအမွေခံမထိုင်တော့တာဆိုသမီးစုလို့လည်းပြောထားတယ်နော်အတူတူပဲပေါ့နော်ရေမင်းမင်းခိုးသူအမွေခံဟိုမချစ်မနစ်တော့သူပေါ့အရင်သူမျိုး၅ပါးပေါ့နော်ဟောကကြီး၃ပါးကလာအားလဲဟိုကကြီး၃ပါးကတော့တတ်ထန္တရာကဲတဲ့ နော်ယောထန္တရကဒုပိတ်ခန္တရကအတ္တထန္တရကဆိုတာတော့ဒါကြောက်နေတယောက်တိုက်ကြဖြတ်ကြအခုလူတွေတေချာကြည်ကြလေတိုက်ကြဖြတ်ကြရှိကြတယ်ဟုတ်တယ်မလားအဲယောထန္တရကဆိုတာတော့ယောဂါတွေဖြစ်ပြီးတော့နော်လူတွေအများပြားတေချာတာဒါကိုဗစ်ဆိုလဲဒါသိပါတယ်ဒါအခုဒါကြေယုံပြောစရာမလိုပါဘူးအကြေယုံပြောစရာမလိုပါဘူးအဲ့တော့ဒုပိတ်ခန္တရကဆိုတာကယောဂါတွေဖြစ်လာတယ်လူတွေတက်ကြဖြစ်ကြဖြစ်လာတယ်เนาะအခုစစ်တေဖြစ်ကြเนาะ အဲ့လိုတွေဖြစ်ကြတော့လူတွေဟာကိုယ့်အသက်ကလေးကိုရှင်ဖို့အရေးကြီးဘူးပဲပြေးကြလှော်ကြ နော်ရောက်တဲ့နေရာမှာနေနေရတော့ဒီစီးပွားရေးတွေစားဝတ်နေရေးတွေဘယ်လိုလုပ်လဲငတ်ကြတာမဟုတ်ဘူးလားငတ်နေကြရလေတချို့ပတ်စံရှိတဲ့သူတွေလောက်ပဲနိုင်ငံရေးကိုခွင့်ကောင်းယူပြီးချမ်းသာသွားကြတာလေနော်နိုင်ငံရေးကိုပဲအကြောင်းပြုပြီးနိုင်ငံရေးပြည့်စည်သွားတော့အကြောင်းပြီးပတ်စံရှိတဲ့တချို့လူတွေပေါ့နော်လူတိုင်းတော့မပြောဘူးစီးပွားရေးတွေပို့ပြီးတော့ချမ်းသာတဲ့ချမ်းသာသွားတာမရှိတဲ့လူဒန်းစားအများစုကတော့အကုန်လုံးဒုက္ခတွေရောက်ငတ်တဲ့သူတွေငတ်ကြပါတယ်နော်အဲတတ်ထန္ဒရာကဒုဗိတ်ခန္ဒရာကရောထန္ဒရာကဆိုပြီးတော့ကက်ကြီးသုံးပါခုနပြောတဲ့ရန်သူမျိုး၅ပါနော်ပြောခဲ့ပြီးပြီအဲ့တော့အကုန်လုံးကြာရောက်နေတယ်နော်ကက် ိုက်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့အရင်တုန်းကတခါမှမကြခဲ့ဘူးတဲ့ဟလားမြန်မာနိုင်ငံရဲ့မြေအမြင့်ပိုင်းပေါ့နော် အမြင့်ပိုင်းမှာရေကြီးတယ်ဟလားရေကြီးကြီးတယ်နော်အဲ့တော့ကြီးကြီးတချို့ဆိုလဲရွာတွေကမြေအောက်ရောက်သွားတာရှိတယ်ရေတွေဖုံးလွှမ်းသွားတယ်ဖြစ်နေဖြစ်နေတာနော်အဲ့တော့လူတွေလည်းတောင်တစ်ယောက်တတ်လို့ဖြတ်လို့တေးကြီးပျက်စီးကုန်ကြပြီနော်အငတ်ပေးတွေလည်းဆိုက်ကုန်ကြပြီခုနရန်သူမျိုး၅ပါးကလည်းအမတိုက်တိုက်ကြည့်လိုက်အကွာတိုက်ကြည့်လိုက်တွေးကြည့်လိုက်နော် ရေမီမင်းခိုးသူတဲ့လူတွေကရေမီမင်းကတော့ရေမီကတော့ထားလိုက်တော့ဒါပြောစရာမင်းနဲ့ခိုးသူတဲ့မချင်းမတဲ့မနဲ့တက်တော့သူတဲ့ကဲအဲ့တည်းမှာဘာကိုပြောချင်လဲမင်းဆိုတော့လူကလက်ရှိအုပ်ချုပ်တဲ့လက်ရှိအုပ်ချုပ်တဲ့အစိုးရကိုကြောက်ချပြီးတော့မင်းလို့ပြောချင်တယ်ဒီမင်းကြောင့်ဆိုပြီးပြောချင်တယ်မဟုတ်ဘူးတော့ရှေ့ရာသွင်တမိုင်းကြောင့်တိချာလေးကြီးလိုက်သူတို့တိုက်ကြတယ်ဟိုဘက်နဲ့ဒီဘက်တိုက်ကြတယ်ဟိုဘက်လည်းသူတို့ကသူမင်းလို့ခံထားတယ်ဒီဘက်လည်းသူတို့ကသူမင်းလို့ခံထားတယ်နှစ်ဖက်သလုံးကိုပြောတာနော်နှစ်ဖက်သလုံးတစ်ဖက်တည်းကိုကြောက်ချပြီးပြောလို့မရဘူးအဲရေမီမင်းခိုးသူဆိုပြီးဟလား ဟာဟိုဘက်ဟိုဘက်ကလည်းနော်လောက်တာပဲဒီဘက်ကလည်းလောက်တာပဲကျွန်တော်ဒါတက်တယ်ပြောတာအဲ့တော့လူတွေကတခြားကြောင့် main ဆိုလက်ရှိအာစစ်ကောင်စီစစ်ကောင်စီဆိုပြီးတော့ပြောတယ်အဲ့တော့ဒါ channel ကြီးပြောရင်ဟိုရှုပ်ကုန်မယ်နော်အဲ့တော့အဲ့လောက်ပဲပြောမယ်အဲ့တော့နည်းနည်းသတိထားကြပါနည်းနည်းမဟုတ်တော်တော်လေးကိုသတိထားဖို့လိုသွားပြီဟောက်လိုသွားပြီလဲဆိုတော့အခုဖြစ်တာ တေးကြီးပြစီသွားတဲ့လူတွေအားလုံးကဒီလိုလုံးလို့ဖြစ်တာလားလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကိုင်း6မီးလောင်တော့ကိုင်းဆိုပါအကုန်လုံးရောပြီးလောင်သွားတဲ့သဘောပါပဲနော်။ကိုင်း6မီးလောင်တော့ကိုင်းဆိုပါမခံနိုင်ဘူးအကုန်လုံးသိလား။အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာတဲ့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံဟာဘာသာတာသနာပုံမှန်လဲစော်ကားတယ်လှုပ်ချင်ဟာလှုပ်ပြောချင်ဟာပြောဒါလေးကိုတော့ကျွန်တော်နည်းနည်းတခါမှမပြောဘူးအောင်ဒီလိုမျိုးเนาะပြောတယ်အဲ့တော့ သတိထားပါကိုဘာသာမဟုတ်ဘူးဆိုပြီးတော့လည်းဘာသာခြားကြီးအစော်ကားရဲဆိုရင်လေကိုလို့တဲ့ကံကိုသာခံရမယ်လို့နော်နောက်ဘဝတော့ကျင်းသိခံရမယ်လက်ရှိဘဝမှာလည်းအဲ့ဒီလိုမျိုးလှုပ်ပါများလာပြီးလူတွေအများစုကဖြစ်လာပြီးဆိုရင်အားလုံးကကိုင်းစုရောကိုင်းချောက်ကိုအကုန်လောင်ပါပဲနော်အဲ့ထက်မှမှကိုကတော့အတိတ်ကံမကောင်းရင်ကိုကရောပါမှာပဲအာကျွန်တော်ဒါလေးပြောချင်တာနော်အဲ့တော့ အဲ့ဒါဘာသာတန်ကနောယဟန်တန်ကလေးတတ်တယ်။နောက်မစင်ကြီးတပိတ်ထဲထဲတယ်။မိမတုံးဆောင်ပစ္စည်းနည်းမျိုးပါဇက်တွေပိတ်တယ်။ဒီလိုလောက်ရက်တွေလဲလိုင်းပေါ်မှာနော်ကျွန်တော်တို့တွေမြင်ခဲ့ရတာ။အများကြီးပါပဲနော်။အော်ဖရားတွေစော်ကားတယ်။ဖရားတွေပေါ်ဖက်နဲ့တွေနဲ့နင်းတယ်။ယဟန်တန်ကလေးကိုတတ်တယ်။နောက်ဘာသာကြီးပုတ်ခတ်ပြောဆိုတာတွေအများကြီးရှိတယ်။အဲ့ဒါတွေကိုကိုယ့်အကူစဉ်းစား။နော်ကျွန်တော်ကတော့သိတာကြာပြီ။ဒါအဲ့ဒါလေးကိုကျွန်တော်ပြောချင်တာ။ကျွန်တော်ကပြောချင်တာအခုဖြစ်နေကြတဲ့ ကကကြီး၃ပါးရန်သူမျိုး၅ပါးအကုန်ဆိုင်နေပြီအဲ့တော့အားလုံးကကောင်းမှုကုသိုလ်တွေနဲ့နေကြပါ